တုတရောနေနေစဉ်ဘဝမှာเนาะသွားကြတယ်လာကြတယ်နေကြတယ်ထိုင်ကြတယ်ကိုသွားတဲ့ခရီးကိုနေတဲ့နေရာကိုလုပ်နေတဲ့လုပ်ငန်းတွေတကယ်ကိုဘဝအတွက်တန်ဖိုးရှိတာပါသလားဆိုတာစစ်ဆေးတဲ့ပေါ့เนาะစစ်ဆေးရမှာဖြစ်တယ်အနှုတ်ဆိုရင်တန်ဖိုးမရှိတာနဲ့ပဲပြီးတတ်သွားမှာလို့လေလောကဟာ တန်ဖိုးဆိုတာဘယ်ဟာလဲလို့ဆိုတာလဲကြည့်ရ။ဒါဖို့မြတ်စွာဘုရားဟောထားတယ်။လောကလူတွေဟာတန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိဘူး။တန်ဖိုးမရှိတာကိုလည်းတန်ဖိုးမရှိမှမသိဘူး။အဲ့ဒီနှစ်ခုသိဖို့မတ္တမအရေးကြီးတယ်။သိမှတန်ဖိုးမရှိတာကိုဖယ်ရှားပြီးတန်ဖိုးရှိတာကိုရအောင်ယူနိုင်မှာဖြစ်တယ်။အတွက်လွဲသွားလို့ရှိရင်လည်း ဒီအရာနေတတ်တယ်ပေါ့လူတွေတန်ဖိုးရှိမရှိဘူးမှန်ကန်တဲ့အမြင်နဲ့ကြည့်မှတန်ဖိုးရှိတယ်မရှိဘူးဆိုတာလည်းသိတယ်ဟိုတငယ်ချင်းနှစ်ယောက်လိုပဲရှော်ထုတ်ထမ်းပြန်လာတဲ့တငယ်ချင်းဇက်လန်းလေးလိုပဲနော်တန်ဖိုးမရှိတာကိုတန်ဖိုးလို့ထင်လို့ရှိရင်လည်းပဲဆုံးရှုံးနစ်နာမှုတန်ဖိုးတည်တဲ့လူနဲ့စားလိုက်လို့ရှိရင် လုံးဝကွဲပြားခြားနားသွားတဲ့ရလက်တွေဖြစ်ပေါ်လာတယ်။တငယ်ချင်းနှစ်ယောက်အလုတ်အကန်ရှာပွေဖို့ဆိုပြီးတော့ခྱི་ထွက်လိုက်ကြတယ်။ခྱི་ထွက်တဲ့အခါမှာလမ်းခྱི་မှာရွာပြက်လူတွေရွှေ့သွားတဲ့လူတွေမနေတော့တဲ့ရွာပြက်ကုန်းတစ်ခုတွေ့တယ်။အဲ့ဒီရွာပြက်ကုန်းကြီးမှာ လူတွေကဘာတွေထားပြစ်ခဲ့ကြတော့ဆိုပိုက်ဆံရှော်တွေတပုံကြီးပဲတဲမသွားဘူးထားပြစ်ခဲ့ကြတယ်။ ထားပြခဲ့တဲ့အခါတကယ်ချင်းတော့ဟာပတ်စံလျှော်ဆိုအသုံးကြတယ်နော်အသုံးကြတယ်ဒီလျှော်ထုတ်တွေကိုတို့ထမ်းမယ်ဆိုပြီးတို့စီမှာအသုံးကြတယ်လျှော်ထုတ်ထမ်းလာကြရှေ့ခီးဆက်လိုက်တဲ့အခါလျှော်ထုတ်ကိုယူပြီးခီးဆက်တော့နောက်တရွာရောက်တဲ့အခါမှာအဲ့ဒီလျှော်ထုတ်ကိုရက်လုထားတဲ့အထယ်တွေသွားတွေ့ပြန်တယ်ထယ်တွေသွားတွေ့တော့တယောက်ကတော့စဉ်းစားတယ် ဟာဒီလျှော်တုတ်ကဒီတိုင်းအသုံးချလို့မရဘူးအထဲလုံအောင်အထဲဖြစ်အောင်ရဲရမှာဖြစ်တယ်ပေါ့ဟာအထဲဖြစ်ပြီးသားတွေ့နေမှာတော့လျှော်တုတ်ကြီးထမ်းလို့လကားပဲဆိုလျှော်တုတ်ကိုဘုံကနေပြစ်ချပြီးအထဲတုတ်ကို နိုင်တော့ထမ်းယူသွားတယ်ဟိုတငယ်ချင်းကတော့တယောက်ကတော့ဘလို့တွေးတော့ဆိုငါအဝေးကြီးတာယူလာတာမပြစ်နိုင်ဘူးဒါပဲယူမယ်ဆိုနော်ဒါပဲယူမယ်ဆိုပြီးတော့ ရှော်တုတ်ပဲဆက်ထန်တယ်ဟိုလူကတော့လဲသွားတယ်နော်လဲလဲပြီးတော့သွားတယ်လဲလဲပြီးတော့သွားတော့တံမိုးရှိတဲ့ရှိတာသူကသိလာရှော်တုတ်ကဘာအတွက်လဲဆိုရင်အထဲဖြစ်ပေါ်ရက်ဖို့အထဲကဘာအတွက်လဲဘာရှိရင်ဒီအထဲဟာရနိုင်တယ်လဲဆိုတာတယောက်ကစဉ်းစားညံနေလဲလဲပြီးတော့ယူသွားတယ်နောက်ဆုံးမှာဘယ်ထိအောင်ရောက်သွားတော့ဆိုရင်လမ်းမှာတွေ့သွားတဲ့ ရွာပြက်တွေရွာပြက်တွေတည်းဟန်နေပြီးတော့နောက်ဆုံးရွာတရားရောက်တော့ရွှေတွေတွေ့တယ်ရွှေတွေတွေ့တဲ့အခါကျတော့ဟာရွှေဆိုတာအလုံးဖြစ်နိုင်တယ်ဒီထေတုတ်ကြီးထမ်းနေလို့အလကားပဲထေတုတ်ကြီးပြစ်ပြီးတော့ရွှေပဲယူမယ်ဆိုရွှေယူလာခိုးလူကတော့ငါအဝေးကြီးထမ်းလာတာပြစ်နိုင်ဘူးဆိုရှော့တုတ်ပဲထမ်းအဲ့ဒီအနေရွာပြန်ရောက်တဲ့အခါကျတော့ဟိုလူကတော့ရွှေတွေငွေတွေနဲ့နော် တံပိုးသိမ့်ဖလှယ်ပြီးတော့အသုံးချလိုက်တာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ရှော်ထုတ်ထမ်းလာတဲ့လူကတော့ရှော်ထုတ်နဲ့ပဲစခန်းပြီးသွားတယ်။အဲ့ဒါဘာကြောင့်လို့လဲ။တံပိုးကိုမသိဘူးတံပိုးကိုရအောင်မရှုထက်လို့လို့သူဆိုတယ်နော်။အဲ့ဒါလိုပဲပုံမြင်လေးတစ်ခုရှိတယ်။ Henry's Trick ဆိုတဲ့ဒီအင်္ဂလိပ်လိုရေးထားတဲ့ပုံမြင်လေးပါ။ Henry ရဲ့ ကုံသွယ်မှုတဲ့အဲ့ဒါလည်းတတိထားစရာအလွန်ကောင်းတာပဲသူ့ရဲ့ကုံသွယ်မှုဆိုသူဟာသူများအိမ်သွားပြီးတော့အလုပ်သွားလုပ်တယ်၃နှစ်စာချုပ်နဲ့အလုပ်လုပ်တော့၃နှစ်ပြည့်တဲ့အခါသူ့ကိုစိတ်နဲ့အားရလို့အလုပ်ရှင်ကနေပြီးတော့သူ့ခေါင်းလောက်ရှိတဲ့ငွေသားအလုံးကြီးကိုပေးလိုက်တာငွေဒုံးကြီးကိုပေးလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့သူငွေဒုံးကြီး ငွေတုံးဆိုလေးတာပေါ့နော်ငွေတုံးကြီးကိုသူခေါင်းလောက်ပမာဏရှိတဲ့ငွေတုံးကြီးထမ်းပြန်လာထမ်းပြန်လာတော့ချွေတီတီနဲ့လမ်းရောက်တဲ့အခါကျတော့သူဘု து တွေ့တော့ဆိုလူတယောက်ကမြင်းကောင်စီးလာအဲ့ဒီမြင်းကလွတ်လာသူ့ကိုလှမ်းအော်တာအဲ့ဒီမြင်းတားလိုက်ဆောင်မှတားလိုက်ဆောင်မှဆိုသူကရှေတုံးကြီးကိုချပြီးမြင်းကို တားလိုက်တော့မြင်းကိုဖမ်းလိုက်တော့ဖမ်းမိတော့ဖမ်းမိတော့သူကစိတ်ကူးဘယ်လိုရတော့ဆိုငါဓာကြီးသွားပြီးတော့ထမ်းလာလဲလေးလိုက်တာဒီမြင်းလေးမြန်စီသွားရင်တော့ဘလောက်ကောင်းလိုက်မလဲဆိုပြီးတော့စိတ်ကူးရပြီးတော့အဲ့ဒီငွေဒုံငွေဒုံကြီးနဲ့မြင်းနဲ့လဲလိုက်တယ်သူကတံမိုးဘလောက်ရှိတယ်မရှိဘူးဘာမှမသိဘူးအဲ့တော့လဲလိုက်တဲ့အခါကျတော့ ဟိုကောင်ကကြေးကြေးနက်နက်လဲတာပေါ့သူ့ကိုမြင်းပေးပြီးတော့အဲ့ဒီငွေတုံးကြီးကိုဟိုလူကယူသွားတယ်အဲ့သူကတော့ဟန်ကြိုက်ပေါ့မြင်းမတက်စီမယ်ဆိုစီးလိုက်မြင်းကကန်ချပက်လက်လန်ကြသွားစိတ်ညစ်သွားမြင်းကလည်းထွက်ပြေးသွားအဲ့ဒါနဲ့မလုပ်တော့ဆိုလူတယောက်ကနွားမတကောင်နှိုးစွားနွားမတကောင်ခေါ်လာဖန်ဆွဲလာ ဆွဲလာပြီးတော့ဟာဒီလိုတော့အေးချမ်းချမ်းနွားကတော့တဲရင်ကြီးတယ်တော်တော်ရင်ကြီးတယ်မြင်းကတော့တော်တော်ဆိုးတယ်အဲ့တော့ဒီသူ့မြင်းရှိတယ်ပေါ့နော်အဲ့ဒီနွားမနဲ့မြင်းနဲ့လဲမယ်ပေါ့ထွက်ပြေးတဲ့မြင်းကိုလိုက်ဖန်ခိုင်းပြီးတော့အဲ့ဒီမှာမြင်းနဲ့နွားနဲ့လဲအောင်ဆိုဟိုလူကလည်းလဲလိုက်တော့လဲလိုက်ပြီးဒီနွားမနဲ့သူအဆင်ပြေပြီးအေးချမ်းတယ်ဆိုပြီးတော့ လဲသွားတာအေးဆာလို့ရှိရင်နှုတ်ညစ်တော့မယ်ဆိုပြီးတော့ရောမသွားနှုတ်ဆွဲတယ်ကန်ချလိုက်ပြအဲ့မှာပြလဲလန်လဲသွားတော့ဒုက္ခရောက်ပြန်ပြီသူစိတ်ထဲမှာလူတယောက်ကကြက်တကောင်ပွေ့ပြီးတော့လာတော့ဟာဒီကြက်ကအေးချမ်းတယ်ဒီနွားကကန်တတ်တယ်မဖြစ်ဘူးကျက်နဲ့နွားနဲ့လဲဆိုလဲပြန်လဲလိုက်တဲ့အခါကျတော့သူကအဲ့လိုလဲလေသွားတာ အဲ့တော့ကျင့်တဲ့နောင်နဲ့လဲရတယ်လေသူကဒဲလဲတာဟုတ်ဘာမှလည်းအလိုက်မရဘူးဒဲလဲလိုက်တော့သူ့လက်ထဲမှာအဲ့ဒါကျက်မတဲ့ကောင်ရအဲ့ဒီကနေပြီးတော့ဘာနဲ့တွေ့ရုံဆိုတော့ဓာသွေးချောက်ဓာသွေးတဲ့လူတယောက်တချင်းလေးဆိုလေလေးခြုံပြီးတော့ဓာသွေးချောက်တမဟိုအေးဆေးဆေးပေါ့ ဒါသွေးတဲ့လူတွေကိုလိုက်သွေးပေးနေတာသူကအဲ့ဒါကို तू ကကြည့်ပြီးသဘောကျဟာဒါကပူခေါင်းတယ်ခြေဆံကြောက်တုံးလေးတတုံးပဲပေါ့ပေါ့လေးရယ်ဒါသွေးလာတဲ့လူသွေးပြီးပတ်စံလေးယူလိုက်ရုံပဲဒါကောင်းတယ်ကြက်ဆိုတာအစာကျွေးရအောင်ပဲအလုံးရှုပ်တယ်အဲ့တော့ကြက်နဲ့ဒါသွေးကြောက်လဲလိုက်ပြန်အဲ့သူ့လက်ထဲမှာဒါသွေးကြောက်ဖွဲ့ချန်တော့ အဲ့ဒီကနေပြီးတော့လမ်းမှာကြုံတွေ့ကြရတဲ့ဒုက္ခဒုက္ခတွေကိုစဉ်းစားပြီးတော့ရေကန်လေးတစ်ခုပေးမှ ကြောက်တုံးလေးကိုရေကန်ပေါင်လေးပေါ်တင်းပြီးတော့ထိုင်နေဒုက္ခဒုက္ခတွေပြန်စဉ်းစားရင်ထိုင်နေတဲ့အချိန်လေးပါ သူတင်ထားတာမသေးတတ်တော့ကြောက်တုံးလေးကပလုံးဆိုရည်တဲ့ကြောက်ပါအဲ့ဒီကြတော့အိမ်ပြန်တဲ့ခါကျတော့လက်ကြည့်ပြန်ပါနော် အဲ့တော့ငွေထုံးကြီးတုံရပါရဲ့တန်းနဲ့သူဟာလဲလိုက်တာတံမိုးရှိတာနဲ့မရှိတာ မသိသည့်အတွက်ကြောင့်တဖြည်းဖြည်းတံမိုးတွေရော့ရော့ပြီးနောက်ဆုံးမှာကြောက်တုံးမဲ့သူ့လက်ထဲကရှိပြီးကြောက်တုံးကလည်းရေထဲခုန်ဆင်းသွားတဲ့အခါကျတော့လက်ပလာနဲ့ပဲအိမ်ပြန်ရောက်သွားတယ်အဲ့ဒါကို Henry Strait လို့ဆိုပြောရေးထားအဲ့ဒါလို့လောကမှာအရှုံးနဲ့တင်ပဲဘာ လက်ကြီးပလာအိမ်ပြန်ရတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းအများကြီးရှိတတ်တယ်ပေါ့နော်အဲဒါကြောင့်မို့အကျိုးမရှိတဲ့အလုပ်အကျိုးရှိတဲ့အလုပ်သိဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်လို့တို့ဆိုတယ်